အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့နှွေဦး family youtube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ကျမဒီနေ့ဖပြမယ့်အစာအုပ်လေးကတော့ဆရာကျော်မြတန်းရေးသားထားတဲ့ရုံလွယ်အထည်နာဆိုတဲ့အစာအုပ်လေးရဲ့အခန်းစာပဲဖြစ်ပါတယ်ရှင်သူတို့အပြန်ခရီးလန်းတွင်ရှိသည်ခရီးပစ္စည်းကနှစ်နေရာရှိသည် တနေရာကဟိုပင် တနေရာကမိုးကောင်နှစ်နေရာစလုံးမှာဖားကန်ကြောက်သမားတွေရှည်သည်ဟိုမှာသူနှင့်အဆက်အသွယ်ရှိသူများလည်းရှည်သည်တေချာရဲ့လားကိုရင်တောင်းတေချာပါတယ်ဗျာတဆယ်အထက်ပစ္စည်းမျိုးကတဦးတလီမှာရှိတာမဟုတ်ပါဘူးသုံးလေးဦးလက်ထဲမှာရှိတတ်ပါတယ်အကျိုးအမြတ်ရှိနိုင်တဲ့ပစ္စည်းမျိုးတွေပါဟိုမှာကော စိတ်ချရမယ့်အခြေအနေရှိရလားဒါအတွက်မပူဆန်းပါနဲ့ဗျာကျွန်တော်တောင်းရင်ယူပါတယ်သူတို့နှစ်ယောက်တိုင်ပင်ကြရသည် လာပြီးမှတော့မတ်ထူအလုံးမဖြစ်တော့ဇယိစက အထူးပိုကုန်စရာမရှိသွားရင်ဟန်လွဲဝင်ရမည်လမ်းကြောမို့ဝင်းရန်သဘောတူဆုံးဖြန့်လိုက်ကြသည်သူတို့လုပ်ငန်းကကျင်းတည်တွက်လို့မရသည် လုပ်ငန်း ထင်ပြီးအလုံးမဖြစ်သည်ရှိသလိုမထင်ပဲလေအလုံးဖြစ်သွားသည်မျိုးရှိသည် အခုမြကြီးနာကိစ္စကိုပဲကြည85ရာခိုင်နှုန်းဖြစ်တော်မူဟုတွေ့ရမည်အခြေအနေကနေအလုံးမဖြစ်ဖြစ်သွားရသည်ဘာကိုမှ တထင်းချတွဲလို့ပြောလို့မရနောက်တနေ့မြကြီးနာဘူတာတို့စင်ခဲ့ကြသည် တမနဲ့တာခရီးလမ်းကြောင်းအတွေ့အထက်တန်းတွဲနေရမယူတော့ပဲရိုးရိုးတန်းကပင်လိုက်ခင်ကြသည် အထက်တန်းတွဲလိုတော့တီတီတန်တန်မရှိ လူကြက်သည် ထိုင်ကုန်သမားများအပြင်ထိုင်ကုန်မီမတ်တရက်သမားများလည်းပါကြသည် လူတိုင်းကိုစီမှာချင်းတွေတောင်းတွေပါသည် တွဲတိုင်းမှာခရီးသွားတွေပြည့်ကျန်နေသလိုဘူတာစင်းချံပလက်ဖောင်းမှာလည်းလူတွေရှုပ်ရှက်ခံနေသည်မြကြီးနားရထားမှာ အထက်တန်းတွဲနေမသွားနိုင်လျင်အလွန်စိတ်ကုန်စရာကောင်းလာသည် ရထားမထွက်ခင် ခရီးအစဘူတာတွင်ဒီလောက်ကြက်တန့်နေမှာတော့လမ်းခရီးတက်မြီခရီးတွေတွင်ပို၍မလွဲ့ ်ထွန်နိုးထွန်နိုးနေစောင့်နေရသည့်ယထာကြီးမှာတတ်မှတ်ချိန်လွန်လာသည့်တိုင်ထွန်းမိအရေးအယံမပြသည်ယထာထွန်းရန်အမိန်ပေးမိအလံကိုင်းပုပ်ကိုကြီးမှာအစိမ့်အနီအလံနှစ်လိပ်ကိုလက်တွင်ကိုင်းပြီးဟိုနားရက်စကားပြောလိုက်ဒီနားရက်စကားပြောလိုက်လုံနေသည်သူဤဟန်ပန်မှာအေးအေးဆေးဆေးပင် သူ၏လှုပ်ရှားမှုဟန်ပန်ကိုကြည်ချင်းအားဖြင့်ယထာတော်တော်နှင့်ထွက်ပြေးလိမ့်မည်မဟုတ်သေးကြောင်းခံမှန်းလို့ရသည်တငူငူတငိုင်းငိုင်းနှင့်ပြင်းရင်ကြီးငွေပဲရာထိုင်နေရသည် အထက်တန်းတွဲမှဆိုရင်တော့အကြောင်းမဟုတ်တတောင်တတာထိုင်လို့ရသည်မင်းနေ40နောက်ကြပြီးမှယထာထွက်ပြေးသည် မြေကြီးနာမန္တလေးအစုံယထာကြီးမှာစတင်ထွက်ခွာကြတွင်အာမန်မပါ ပြင်းဒီပြင်းွယ်တရွေ့ရွေ့ထွက်ခွာလာခဲ့သည်မြေကြီးနာမျိုးကိုလွန်သည့်အချိန်တွင်မှအာမန်ဝင်လာသည်သက်ဆိုင်ရာမိုင်းနှုံးအတိုင်းမောင်းခဲ့ရာယထာကြီးဝဲရာတွင် တွေ့နေရသည့်တောတောင်တဘာဝရှုခင်းများ၏အလားပါများကို တွေ့မြင်လာရသည် အလာခရီးတုံးကမြကြီးနားဝင်မှာညာပိုင်းမောင်နေမဲမဲတို့ဘာမှမမြင်ရတောင်ဆွဲတောင်တန်းများမှာနီးလာလိုက်ဝေးလာလိုက်ရှိနေသည် ကိုခင်မောင်အေးရထားနောက်မီပေါ်ကောင်းတင်ပြီးမှေးလိုက်လာသည် ကိုအင်းတောင်မှာစကားနေသူဖြစ်သည့်အလျောက် ကွမ်းတမြုံမြုံဝါ၍ကွန်းတွေးကိုယထာပရင်းပေါင်းမှထွေးထုတ်ရန်သာအာယုံဆိုင်နေသည် အချက်ပေးအဝေါ်တန်နှင့်အတူယထာအရှိန်လျှော်လာသည် စာတင်ချောင်းနှင့်လူနေအိမ်များကိုလှမ်းတွေ့လာရသည်ဘူတာတို့အရှိန်သက်ဝင်လာသည့်ယထာကြီးရက်သွားသည်မယံဘူတာ ယထာဝဲရာတွင်အပြေအလွန်အော်ဟိရောင်းနေသည်ဘဲဥတဲများဤဘဲဥပြုတ်ရမယ်ဘဲဥပြုတ်ရမယ်အော်ဟိတံများ စီဝေနေသည်ဘဲဥပေါ်သည် နေရလာတော်မသည် အချားစားเสียရောင်းသည့်ဈေးတယ်များထဲဘဲဥရောင်းသူဈေးတယ်များသည် ပိုများနေသည် တနေ့လျှင်အစုံအစံယထာနှစီးသာ ဖြတ်တန်းသွားသောလမ်းခရီးဘူတာများတွင်ဈေးရောင်းသူများဤဝင်ငွေမှာနှစ်ချက်သုံးချက်ထဲမပေါ်နိုင်ဒီကနေ့တော့၁၀ရောင်မြက်လိုက်တယ်လို့တနေ့လုံးမှာတရက်တော်မှာနှုတ်ထွက်စရာမစိုးနိုင်ငါးချက်လောက်မျက်တည်နေမျိုးရှိခဲ့လျင်ပျော်မဆုံးမောင်တော်တုံတော်ဖြစ်နေကြလိမ့်မည်ပါအရင်းကလုပ်ငန်းဟူ၍တော့မဆိုးတာ အပေါ်ဝင်ငွေလေးရလို့ရညာပြုတ်လုံကြခြင်း ဖြစ်လိမ့်မည်မိတို့ပင်ရှိစေ လူများသည်ကြက်ကနန်းဝင်ငွေအတွက်လည်းအလုံးလုံးကြရသည်ဆယ်ကနန်းရာကနန်းဝင်ငွေအတွက်လည်းအလုံးလုံးကြရသည် သူတို့လိုကနန်း၅လုံး၆လုံးကို ထမင်းစားရည်တောက်စကားမျိုးပြောပြီးလောက်ကိုင်းနေသူများလည်းရှိကြသည် မြေကြီးနာကိစ္စအထင်အငော့ဖြစ်ပြီးလက်လိုခဲရသည့်အတွေ့စိတ်ထဲမှာတနုံနုံဖြစ်နေသည်ဒီကိစ္စသာအောင်မြင်သွားရင် သူတို့အတွေ့သုံးသိန်းအထက်သေးချာသည် လူချင်းတူပေမဲ့ကံချင်းမတူကံဆိုသည်မှာအလုံးကံညာဝရိယကံလို့ပေမဲ့ဉာဏ်နေဝရိယမရှိလျင်ကံမမြောက် ဆိုလိုသည်မှာအလုံးလောက်တာချင်းအတူတူဉာဏ်နှင့်ဝိရိယရှိသူက ကံတက်တက်တမားထဲပို၍သာသည်တခါတရံကံကိုလုံရင် အဟောတိကံဖြစ်တတ်သည်လဲရှိသည် အဟောတိကံဆိုသည်မှာ အပွင့်နာပွင့်နိုင်ပြီးအတိအဖြစ်တို့မရောက်သည်မျိုးကို ဆိုလိုခြင်းဖြစ်ပေသည် အခုသူတို့အဖြစ်မှာလဲအဟောတိကံဟု ဆိုရမည်အဖြစ်မျိုး အပွင့်တော်ပွင့်သည်အတိမတိသည် ပွင့်ကြွေဖြစ်သွားသည် ကိုအင်းတောင်ပြောသည်ဟိုပင်သို့မဟုတ်မိုးကောင်းတွင် ပွင့်လဲပွင့်တီးလဲတီးသည့်အလုပ်ဖြစ်ပါစေဟု မျှော်လင့်ချက်ထားနေရသည်မယံဘူတာမှာယထာကတော်တော်နှင့်မထွန်းကိုအင်းတောင်ထံမှညီးတန်ထွက်လာသည် ခါတိုင်းဒီဘူတော်မှကြာကြာမရဘူးအလွန်ဆုံး7မိနစ်လောက်ပဲခုဘာဖြစ်လို့လဲမသိဘူးဟုပြောလာသည်သူ့ထံမှထပ်ဆင့်ထွက်လာသည့်စကားကပို၍ယဉ်ထိတ်တုန်စရာဖြစ်ရသည်ဒီနေရာကမကောင်းဘူးဗျဟိုကောင်တွေဖြတ်တန်းဝင်ထွက်နေကြနေရရှေ့မြားမှာတခုခုဖြစ်နေသလားမသိဘူးအောက်စင်ပြီးစနေနာလိုက်အောင်မယ ကိုရင်တောင်ကပြောပြောဆိုဆိုထိုင်ရာမှထပြီးထွက်သွားသည်သူတို့မှလည်းငွေအသင်းတင်ပါလာသည်မို့စိုးရင်စိတ်လွန်ကဲသွားရသည်ကိုရင်တောင်ဆင်းသွားတော့မှတတိတရာရှိလာသည်ထိုင်နေမိအစားအန်ဒရယ်ကင်းကာရာတော်ကိုရုတ်ဖန်နေဖို့ဖြစ်၏ခလုတ်ထီတော်အမိတာအန်ဒီယေရှိတော်ဖရာတာ တတိတယရှိကြသည်မှာ လူတဘာဝတန်ဘုတ်တွေကတော့မဟုတ်ဖျားရှိခိုးလဲဖြစ်၏နောက်ဆုံးဘုတ်တွင် နမက်ကာရနုဘာဝေနာ ဤသို့ရှိခိုးပူသောဖူးမြော်မှန်လျှော့ကြောရာသောပမာဏကုသိုလ်စေတနာကြောင့်တက်ပြီးခတ်သိမ်းကုန်သော ဥပဒဝေဘေးရန်တို့ကို ဟိတဝါပယ်ဖြောက်၍အနေကန္ဒရာယာပိတဘာမကမြားလာအသွဲသွဲအန္ဒရယ်တို့သည်လည်းအကျွင်းကြံမရှိသောအဖြစ်ဝိနာတန်တို့ပျောက်ပြက်ပါစေကုန်သည် အန်ဒီယန်ရှိလာနိုင်သောကြောင့်အန်ဒရယ်ကင်းကာရာကိုရုပ်ဖန်တရေဆယ်ရန်တတိတရာရှိလာခြင်းဖြစ်၏။ဤဒီမှာလူတဘာဝအန်ဒီယန်မရှိလျင်လောဘနှင့်တွဲဆန့်စမြဲရှိကြသည်။အန်ဒီယန်ရှိလာပြီဆိုရင်တော့ဖျားနှင့်တရားဓမ္မတွဲဆန့်လာရစမြဲရှိကြသည်။မကြသေးရင်အချိန်ပိုင်းတွင် လောဘတယောင်မှစိတ်လွှမ်းထင်နေသည်။ ဒီနေရာကမကောင်းဘူးဟိုကောင်တွင်ဝင်ထွက်ဖြတ်တန်းနေရဟုကြားလိုက်သည်နှင့်လောဘတရားမှုတခဏသာချုပ်ပြောက်သွားသည်အန်ဒရယ်ကိုကာကွယ်ရန်တရီပြုမိသွားသည် ထိုလန်းခီးမှာ နိုင်ငံတော်ငြိမ်ဝေးပြည်ပြောင်းမှုတည်ဆောက်ရေးအဖွဲ့လက်ထံမတိုင်မီကနေလာဟဲညလာဟဲဖျားတနေရသည်နေရာ။ ထို့သောသောအခြေအနေကိုသိပါလျက်လောဘတက်ရောက်မှုကြောင့်အန်ဒီရဲ့ခရီးလမ်းကျောနှင့်အားပြိုင်လှုပ်ရှားနေရခြင်းဖြစ်၏ကိုအင်းတောင်ယထာပေါ်ပြန်တက်လာသည်ဘာတဲ့လဲကိုအင်းတောင်ဟိုအလောတကြီးမေးလိုက်ရသည် ရှေပြေးယထာတော်ထွက်သွားပြီလမ်းရှင်းအကြောင်းပြန်ချက်မရသည်လို့ပြောတာပဲတိတိကျကျတော့မဟုတ်ပါဘူးထင်ကြပါ ရထားပေါ်မှာလူတော်တော်များများပင်ဇင်းကြံပလက်ဖောင်းပေါ်သို့ရောက်နေကြပြီ။သူတို့ဤမျက်နှာသွေးမြေများမှာပုံမှန်အနေအထားမျိုးကျိုးကြည်ကြောင်ကြီးဖြစ်နေကြသည်။တိုး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 ပြောဆိုနေကြသူများလည်းရှိသည်။တချို့ကလည်းတစုံတရာဖြစ်လာလျင်ပြေးပေါလန်းအတွဲခြေလန်းပြင်းနေဟန်ရှည်သည်နာယီဝက်ကျော်သွားပြီး ယထာကြီးမှာရံမြဲရံလျင်ထုံထုံကတန်ပုတ်တွေကိုဖိယွနေသည်အတန်မထွက်တော့လဲပါဇက်ကလှုံနေသည်ခင်မောင်အေးကတော့ခက်အေးအေးစီကရက်အဖွာမပြဲသူတို့နှစ်ယောက်မှာလုံငယ်အတူတွဲလုံနေကြတော့လဲဇယိုက်ချင်းတော်မတူညီကြထိုမတူညီချက်ကပင် သူတို့လုပ်ငန်းကို အထောက်အကူပေးနေသည်ဟု ဆိုရမည်ပြောနိုင်ရသည် ထုံထုံကဆန္နာစောသည်စိတ်လောကြီးသည်အစိုးရင်လွန်ကဲသည် အဆုံးအဖြန်မြန်သည်ခင်မောင်၏နမ်းမီနှင့်လိုက်အောင်ခေါင်း၏သည် ဆန္နာမစောစိတ်လောမကြီးသည်လို့အစိုးရင်လည်းမလွန်ကဲ ဘာကိုမဆိုခေါင်းရင်းနဲ့အချင်းယူစဉ်းစားပြီးမှအဆုံးအဖြတ်ပြူတတ်သည်ဤမတူညီချက်ကပင် သူတို့နှစ်ဦး၏အားပြိုင်မှုဖြစ်သလို လုပ်ငန်းအတွက်လည်းအထောက်အကူဖြစ်သည်မယံဘူတာတွင် ရနာနေသည့်ယထာကြီးမှာတနာဤပြည့်ရန်၅မိနစ်အလိုတွင်မှမယံဘူတာမှထွက်ဖြစ်ခဲ့သည် ရှင်ဓမ္မမှာရှိနေကြသည့်ခရီးသည်များမှာလည်းအဲ့ဒီတော့မှာပဲတပြင်းချနိုင်ကြသည်မယန်းဘူတာမှာယထာထွက်လာတော့မှာကိုအင်းတောင်ကထိုးနေမြေအခြေအနေပတ်သက်၍အပြည့်အစုံပြောပြသည်ဟိုပင်နဲ့မယန်းလန်းကျောင်းအခြေအနေအလွန်မကောင်းသည့်အကြောင်းနဲ့သူတို့ကြီးစုထားသည့်နေမည်ဖြစ်သည့်အကြောင်းပြောပြသည် မန္တလေးမြစ်ကြီးနားယထာကို အများဆုံးဒုက္ခပေးသည့်နေရာဖြစ်သောကြောင့်ဟိုပင်မလွန်မချင်းရင်းတထိတ်ထိတ်တွာလာရသည့်အတိတ်ဖြစ်ရန်အကြောင်းများကိုပျော်ပြသည်ဟိုပင်တရာကြီးကိုကြော်ဖြတ်ပြီးသည်နှင့်ဟိုပင်ဘူတာတို့ယထာဆိုင်ခဲ့သည်ဟိုပင်မှာမြို့နယ်ရုံးဆိုင်ရာမြို့မဟုတ်စေကားမူတောမကြမြို့မမီသောရွာကြီးအစင်းဟု ဆိုရမည်ရှိ၏ ယထာလန်တဖက်ချမ်းတွင်တိုက်တာအင်ဂျီများရှိသလိုတဖက်ချမ်းတွင်လည်းအင်ဂျီများရှိသည်စေရှိသည့်ဘဲချမ်းတွင်မူသွားသွားလာလာလှုပ်လှုပ်ရှားရှားရှိတော်လဲရုပ်ရှင်ယုံရှိသောတစ်ဖက်ချမ်းတွင်မူသွားလာလှုပ်ရှားမှုကျဲသည်ကိုရင်တောင်ကရုပ်ရှင်ယုံရှိသည့်ဘဲချမ်းသို့သူတို့နှစ်ယောက်အားခေါ်သွားသည် သူတို့သုံးယောက်နှင့်အတူယထာပေါ်မှဆင်းလာသူသုံးလေးဦးမှခြေလျင်ပင်ရှောက်သွားကြသည်စိုက်ကားတို့ဘာလို့မရှိဘူဒါကနေ9မိနစ်တတလောက်ပဲရှောက်လာရသည် သူတို့ရန်နာရမိအိမ်တို့ရောက်သွားသည် တိုက်ခံပြင်းအောင်နှစ်ထပ်အိမ် အိမ်ကြီးအိမ်ကောင်းတိမ်ဖြစ်တော့လေအိမ်အတွင်းပိုင်းမှာတောလဲကြီးရွာဒလေအတိုင်းအထူးတလဲမိုးမှန်ပြင်ဆင်မှုမရှိအိမ်ရှင်များမှမူအလွန်ဖော်ရွေဟန်ရှိသည် ကိုရင်တောင်နှင့်လဲအတော်လေးကျွမ်းဝင်ရင်းနီးဟန်ရှိသည် နောက်မီပါသည် ခုံနှန်းရှိပေါ်တွင် ထိုင်မိသည်နှင့်တချိန်တည်းလိုလိုပင်ရေနွေးချမ်းအိုးနှင့်မုံပဲတရေစာထည့်ထားသောလင်ပန်းရောက်လာသည် သူတို့ဘာကိစ္စနဲ့ဘဲကလာကြသည်ကိုအိမ်ရှင်များက အမေအမြန်မရှိ ကိုအင်းတောင်ပါလာသည်မို့ဘာတွေ့ရောက်လာကြသည်ကိုနားလည်မှုရှိပြီးသားသူတို့ဒေတာသူတို့ရွာကို အလဲတက်တက်လာသူဟူ၍လာခဲ့တာကိုကြောက်ကိစ္စနဲ့လာကြသူများသာရှည်သည် အမေးမြန်းမလုံချင်းလဲဖြစ်လိမ့်မည် သူတို့ရောက်ပြီးမကြခင်အင်ရှင်မျိုးသားကြီး စပိန်ဖြစ်ရောက်လာသည် ရုပ်ရည်အနေငယ်ရင့်ထော်တဲ့အောင်ရှိပေမဲ့သူတို့ကိုလှိုင်းလိုက်လဲလဲပြူငါသောအပြုံဖြင့်ကောင်းငိမ်နှုတ်ဆက်သည် သူတို့မနှက်စာမစားရသည် ရေမိုးချိုးပြီးမှ အပြင်ထွက်စားရန်အစီအစဉ်ရှိသည်အင်းရှင်မျိုးသားကြီးကရေမိုးချိုးကြဖို့ပြောသည် ရေချိုးရမည့်နေရာကိုကိုတိုင်းမင်းခေါ်သွားသည်ရာဇဝင်ရာဇဝင်အိုးကြီးတဲတွင် အသင့်ထဲ့ထားသည့်ရေမှာကင်ကြီးလိုက်ယုံနှင့်အေးစိမ့်မှုမှာတကိုယ်လုံးသို့ပြန့်နှံ့ကူးဆက်သွားသည်ရေခဲရေသည်။များဟုဆိုရမည်တို့အောင်အေးသည် ရေချိုးပြီးသွားသည်အဝေးစားလဲပြီးအပြင်ထွက်၍စားတော့ရန်နောက်ဆုံးမှရေချိုးကြံရေးခဲ့သည်ကိုအင်တောင်အပီးကိုစောင့်နေရသည်ဒါပေသည်အပြင်မထွက်လာရအင်းရှင်များကထမင်းပွဲပြင်ဆင်ထားပြီးပြီထမင်းရောဟင်းတွေပါပူပူနွေးနွေးထမင်းကြံဟင်းကြံကိုနှွေထားခြင်းမျိုးမဟုတ် တနာ yı မပြေတပြေအချိန်အတွင်းစီမံချက်ပြုတ်လိုက်သည်ထမင်းဟင်းများဖြစ်၏ကြက်တာဝတ်တာစသည်အတာဟင်းတော်မပါကျန်းဥကျော်ငချောက်ဖုံပဲပြုတ်တော်ခရမ်းကျင်သည်တော်အစိမ့်ကျော်သဘောကျော်ထားသည်တီးဆောင်ကျော်နှင့်အငွေတထောင်းထောင်းထွက်နေသည်ချိုးချင်းဆန်ဟင်းညို့ ခရီးထွက်လာကလေးကအသားဟင်းတွေကြီးစားခဲ့ရသည်မှာတပတ်ကျော်သွားသည်ခိုဟိုပင်အင်ရှင်များချက်ပြုတ်ကျွေးသည့်ထမင်းပွဲမှာအသားဟင်းလုံးဝမပါတော့လဲခေါင်းမဖော်နိုင်ဟုဆိုရမည်တို့အောင်စာမြင်သည် ထမင်းစားပြီးမျက်စိကို မထိန်နိုင်တော့ကိုရင်တောင်ကိုတိုးတိုးလေးထပ်ပြောလိုက်ရသည် အိမ်ရှင်များခင်းကျင်းပေးသည့်အိယာပေါ်တွင်ကောင်းနေကောင်းအောင်ထိလိုက်သည်နှင့် လောကကြီးကိုမေ့သွားသည်တရင်တို့နာယီကြည်လိုက်တော့လင်းနာယီထိုးကနေနေပြီဟိုပင်ဤအေးဓာတ်ကလည်းမထီတထီကလိလာပြီအခုထိအလုံးကိစ္စစကားမပြောရသည်အိမ်မောကြနေစေကိုအင်းတောင်ကိုနှိုးလိုက်ရသည်ညနေစာကို အပြင်ထွက်စားကြမည် အချမ်းလုံးရီစီလေးလေတပတ်နှစ်ပတ်လောက်ဆွဲရမည်ရန်ကုန်နှင့်မန္တလေးမှနေစဉ်ကအရက်ကိုနေစဉ်မတောက်ဖြင့်ညနေဘက်များတွင်ဘီယာလောက်တော့တောက်ဖြင့်သည်ဒါကလည်းသူတို့လုပ်ငန်းသမားတွေစိုးရံဆုံးကြခြင်းဖြင့်သည်မန္တလေးတွင်မနှပိုင်းဒလဟတော်လက်ဖက်ရည်ဆိုင်နှင့်ညနေပိုင်းတွင်မူပုံမှန်မရှိ မနက်ပိုင်းချင်းသည့်နေရာတွင်စုံကြသည် အလုံးကိစ္စရော အပန်းဖြေကိစ္စအတွက်ပါဘီယာလေးတောင်းရင်တည်င်းဖလဲကြသည် အလုံးကိစ္စပြောကြဆိုကြသည်ရန်ကုန်မှာတော့ဘိုးကျုံစည်းနေရွှေဘုံသာလန်းတို့တနေ့တစ်ခါရောက်ပြေလျှောက်ပြေ ထိုင်ပြေးကြသည် မြေကြီးနားရောက်ကလေးကဘီယာနှင့်အလုံးမဖြစ်သောကြောင့်ရန်တူးပတ်ဖြင့်အစာထိုးရသည် ထိုးထက်တော်မပူကိုအင်းတောင်ကအိယာကထပြီးမျက်နာပါတည်၍အဝေအစားလဲသည်အိမ်ရှင်ဖြစ်သူအားအတိပေးခွင့်ပန်ရန်အောက်ထပ်သူဆင်းသွားသည်သူပြန်တက်လာတော့အိမ်ရှင်ဥတာဆိုင်ပါပါလာသည် ဥတာဆိုင်ကအိမ်မှာအားလုံးစီစဉ်ထားပြီးဖြစ်ကြောင်းနဲ့သူတို့အိမ်ကိုရောက်လာသည့်ဧည့်သည်များထမင်းဆိုင်တွင် ထမင်းထွက်စားရသည့်ထုံးစံမရှိကြောင်းမိသည့်ကိစ္စနှင့်ရောက်လာလာအစားအစာအရာရာသူတို့တာဝန်သာဖြစ်ကြောင်းပြောရင်းမှာနည်းမြေဒေသအခြေအနေကိုပါပြောပြသည်ညနေဆောင်လို့မှောင်ရီပြိုးတဲ့အချိန်မှာအပြင်မထွက်တာအကောင်းဆုံးပါပဲသူတို့က တမတော်ကိုမရှင်ရဲပေမဲ့အလစ်ဝင်ပြီးတော့ဟိုပြစ်ဒီပြစ်လုံးတက်တယ်။သူတို့တွေလည်းရှိတာကြောင့်လူစိမ်းကိုလက်ညှိုးထိုးပြရင်လဲဆွဲသွားတတ်တယ်။အဲ့ဒါကြောင့်အပြေမသွားတာအကောင်းဆုံးပဲ။ပောက်တက်စားတတ်ရင်ကျွန်တော်အိမ်မှာလွတ်လွတ်လပ်လပ်တောက်စားနိုင်ပါတယ်။ကျွန်တော်တို့ကလည်းများများဆဆတောက်တတ်တဲ့အတောက်သမားတွေတော့မဟုတ်ပါဘူး။အေးအေးတန်ခံနိုင်ုံလောက်အနည်းပါးတောက်ကြတာပါ။နည်းနည်းပါးပါးတောက်တတ်တာကောင်းပါတယ်။ တန်ဆေးလွန်ပေးဆိုတဲ့စကားလည်းရှိသားပဲသူတို့အတွေ့ကိုအင်းတောင်ကိုဝယ်ခိုင်းလိုက်သည်အိမ်ရှင်ဥတာဆိုင်ကအရက်သေးစားမတောက်တတ်သောကြောင့်သူတို့အတွက်သာဝယ်ခိုင်းလိုက်သည်အလုံးကိစ္စမပြောပြကြသည်ဒီကိစ္စကကိုအင်းထောင်ပါမပြောလို့ဖြစ်မည်မို့အိမ်ရှင်ဥတာဆိုင်နှင့်ထွေရလေးပါပြောဆိုကြရသည် ရခင်တုန်းကတော့ပစ္စည်းကိုမန္တလေးထိယူသွားပြီးကိုယ်တိုင်ကိုကြဈေးခေါ်ရောင်းကြသည်။နောက်ပိုင်းတွင် မန္တလေးကြောင်လောကတွင် လူလိန်လူကောက်လူရှုပ်လူပေတွေဝင်လာသောကြောင့်အလင်းအလဲခံရပြီးထိသူတွေထိကုန်ကြသည်။ထို့ကြောင့်မန္တလေးကိုတိတ်မစင်ကြတော့ မန္တလေးဘက်မှလာသည့်အမန်ကန်သမားများကိုရော့ပရဲများရော့နကာရောင်းကြရသည်မန္တလေးမှာဈေးပိုရာမှန်းသည်လို့မန္တလေးစင်းကြသူတွေလည်းရှိသည် အရှုံထွေးကင်းကင်းအယောင်းဝယ်လှုပ်ချင်သူတွေကတော့ဟိုပေမှာပဲရောင်းသားသည့်အကြောင်းပြောပြသည် သူတို့ကမြေကြီးနားကိုတက်ခရသည့်အကြောင်းနှင့်အလုံးမဖြစ်ခဲ့သည့်ကိစ္စကိုပြောပြပြီး ကိုအင်းတောင်ကြောင့်ဟိုပင်ရောက်လာရသည့်အကြောင်းပြောပြရသည် ထို့သောပြောဆိုနေကြစဉ်ပင်ကိုအင်းတောင် ပြန်ရောက်လာသည် ကိုအင်းတောင်ပြန်ရောက်လာသဖြင့်သူတို့လာရင် အလို့ကိစ္စတွေကိုပါဆက်လက်ပြောပြသွားကြသည် သူတို့ကအနည်းဆုံးသိန်း30ထက်ပစ္စည်းမျိုးသာ ကြည်ကျင်သည်ကိုသားဆိုင်ကလည်းကြည်ကျင်သည့်ပစ္စည်းမျိုး ရှိသည် ကြည့်ဖို့အတွက်စီစဉ်ပေးမိအကြောင်းနဲ့ယနေ့အချိန်မရှိတော့သဖြင့်နက်ဖန်ကြည့်ရမည်အကြောင်းပြောပြရင်းမှထသွားပြီးပြက်ကရင်ချိတ်ဆွဲထားသည့်နေရာသို့သွားကြည့်သည်ပြက်ကရင်ကိုထကြည့်ပြီးပြန်လာ၍ဝင်ထိုင်ရင်စိုင်းမစင်ပုံမစင်မနှက်ဖန်ကြည့်လို့ရမည်မဟုတ်ကြောင်းပြောလာသည် ခုပဲမနဲ့ပြန်ခုပဲမဟုတ်ပြန်ဟုပြောလာတော့ကြောင်းသူတို့နှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်ပြီးဘာသဘောလဲဆိုသည်မျက်လုံးအထာစကားပြောလိုက်ကြသည်ဥဒါဆိုင်ကသူတို့နှစ်ယောက်အခြေအနေကိုရိမ့်မိလိုက်သည့်အတွက်အကျိုးအကြောင်းရှင်းပြသည်ဒီလိုပါကိုရင်တို့နားမရှင်းဖြစ်သွားကြတယ်ထင်တယ်မနဲ့ဖန်ကပြက်တရားနေ့ပြက်တရားနေ့မှာအယောင်းဝယ်ကိစ္စ ပြောလေပြလေမရှိတာကျုပ်တို့ထုံးစံမှာစိတ်ထဲမှာထင်လိုက်လို့ကျုပ်ပြက်ကရင်ထကြည့်ရပါထုံထုံနေခင်မောင်အေးတို့ကမူထိုးထိုးသောအယူအဆမျိုးမရှိစေကမူဥသာဆိုင်တို့ဒလေထုံးစံကိုစန့်ကျင်ပြောလို့မဖြစ်သူတို့ယုံကြည်တဲ့အယူအဆကိုမပြောတာဆက်ဆောင်မလားမဆောင်ဘူးလားဆုံးဖြတ်ဖို့ပဲရှိသည် ကိုအင်းတောင်ကိုမေးရမည်တရက်နှစ်တော့မထူးပါဘူးပစ္စည်းရှိတာတေချာနေပြီပဲဟာစက်တိုင်စောင်းလိုက်ကြရအောင်ဟု ကိုအင်းတောင်ကပြောလာသည်တပတ်ခါရောတေချာဝမလားဟု ကိုအင်းတောင်က စကားဆက်သည်ကဲကျုပ်ခုပဲသွားလိုက်မယ်ပိုတေချာသွားတာပေါ့ဥသာဆိုင်ကပျော်ပျော်ဆူဆူထားသွားသည် သူတို့သုံးယောက်ဝိုင်းဖွဲ့ချမ်းရဲခဲ့သည် လူအမျိုးမျိုးစိတ်ရထွေထွေဆိုသလိုအယူအဆလည်းအမျိုးမျိုးရှိကြသည်မိဦးဖလာအစွဲလန်းကြီးသူတွေက တော်ယုံကိစ္စကိုပင် ပြက်တရားရရစာရွေးကြရှောင်ကြသည် အထူးသဖြင့်ကြေးလက်တော်ရတွေမှာထိုးယူဆွဲပို၍ကြီးမာလာသည်။ရှုံကြည့်မှုတည့်ရသေးလွန်ကဲလာသည်။ မီယိုးပလာထုံးစံကိုဖျက်၍ရွာရိုးစင်လာထုံးစံမှရှိလौတိနေသည် နေကောင်းရတာကြီး ဖြစ်သည်ဟုသောအယူအဆကိုလက်ခံပြီးလौကင်သူများလည်းရှိကြသည်ဥတာဆိုင် ပြန်ရောက်လာသည်ပစ္စည်းရှိသည်တဦးထဲမှာမဟုတ်သုံးဦးထံမှာရှိသည်တို့တစေမနှက်ဖန်တော့ကြည့်လို့မရဟုထပ်ပြောသည်တည့်ရနှင့်တော့အကြောင်းမထူးတော့ ဆဲ၍ဆောင်ရန်ဆုံးဖြတ်လာရသည်ဥဒါဆိုင်ကို သူတို့ဆောင်းမိအကြောင်းနှင့်မင်းဖန်ကစား၍သူတို့အတွက်အကျွေးမွေးကိစ္စမစီစဉ်ဖို့တောင်းမန်စကားပြောရသည်ဥဒါဆိုင်ကခေါင်းကိုတွက်တွက်ခါလိုက်သည် အလုတ်ဖြစ်ဖြစ်မဖြစ်ဖြစ်ဒါကအကြောင်းမဟုတ်ဘူးအလုတ်ဖြစ်ရင်ကြုံလဲထိုက်တဲ့လောက်ရမယ်မဖြစ်ရမရှိဘူးဒါပေမဲ့ကြုံရဲ့စေတနာကဒီပေါ်မှာ မျောလင့်ချက်ထားတာမဟုတ်ဘူးကျုံရဲ့အရင်းခံစေတနာကဒါနလူလူချင်းအလဲတင်လို့ကျွေးမွေးရတာလေဒါနာတမျိုးပဲဒါကျုံရဲ့မြေသူအပေါ်မှာမဆိုထားတဲ့စေတနာပါပဲကဲထမင်းစားလိုက်ကြရအောင်ထမင်းစားတော့ပြီးခနာတစ်ဖြုံစကားထိုင်ပြောကြသည် ပြောသားသည့်အကြောင်းမှာကြောင်စိမ့်မော်ဖားကန်အကြောင်းနှင့်ဟိုပင်မှတွားလို့ရသည့်တော်လန်းရှိကြောင်းလမ်းကြီးအခြေအနေမဆိုးတော်လဲတောတွင်တောင်းချမ်းသူအဖြစ်သမားမှရန်ကြောင့်တဲထိန်ရင်ပူတွားရကြောင်းပြောပြသည် ငြိမ်းချမ်းရေးမရခင်က သူတို့ပိုင်ဆိုင်ထားသောနည်းမြေဖြစ်သောကြောင့်သူတို့ကိုကွင်းဆောင်ရေးသွားလို့မရကြောင်းသူတို့တောင်းသည့်စက်ကြီးအခွန်ပေးသည့်တိုင်စိတ်မထင်ရင်မထင်သလိုလှုပ်တတ်ကြောင်းနောက်ပိုင်းတပြေးပြေးပိုဆိုးလာသည်ဖြင့်လုံးဝမသွားတော့ကြောင်းပျော်ပြားသည်လာရောက်သောဆင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံး 베이킹잼아자바시